နမောတေဗုဒ္ဓဝီရတုဝေပမုတောတိတပ္ပတိသမ္ဘာဒပတိပန္နောတမိတတမေတရဏံဘဝတထာဂတံအရဟံတံတန္ဒီမာတရဏံကတောယာဟုသန္တံပမုံသတ္တု ဗုဒ္ဓလောကနုကံပကာနမောတေဗုဒ္ဓဝိရတုဝေပမုတ်တော်တိတပ္ပတိသမ္ဘာဓပတိပန္နောတမိတတမေတရဏံဘဝတတဂတံအရဟံတံသန္ဒီမာတရဏံကတော ယာဟုသန္တံဗမုံသတ္တုဗုဒ္ဓလောကာနုကံပကာနမောတေဗုဒ္ဓဝီရတုဝေပမုဒ္ဒောတိတပ္ပတိသမ္ဘာတာပတိပါနောတမိတတမေတရဏံဘဝတထာဂတံအရဟံတံ တန္ဒီမာတရဏံကတောယာဟုသန္တံဗမုံသတ္တုဘုဒ္ဓလောကနုကံပကာဤကာထာများသည်သာကာထာဝက်ကတန်ယုတ်ပါဠိတို့ဒေဝပုဒ္ဒတန်ယုတ်တန္ဒီမာတုံ၌လဏ္ဏသားကဘုရားရှင်အားကြောက်ထားသည့်ကာထာနည်း ယာဟုသူရင်ကိုတရားရှင်ဟောကြားသောဂါထာများဖြစ်သည်ဂါထာများဤနဲ့အဓိပ္ပာယ်မှာဝိရယိမြတ်သောလုံလဝရိယရှိတော်မူသောဘုရားရှင်တော်မြတ်ဖရာဧရှင်တော်မြတ်ဖရာအား မေတ္တပြီတော်ဤနမောတသုံမို၍ရှိကိုခြင်းသည် အတုဖြစ်ပါစေတည်းတွန်ရှင်တော်မြတ်ဖရာသည်တပ္ပတိခန္ဓာအာယရဏသာတောရှင်ကြရာဌာနလုံးစုံမှာဝိပမုတ်တော် ကောင်းစွာမကျုတ်ကင်းလွတ်တော်မူသည်အတိဖြစ်ပါလေ၏ဟံဘာနာတပိတော်မာမူကသမ္မာဒပတိပန်ောယာဟုအသူရိဖန္တာသဖြင့်ရှင်ရှင်မြောင်မြောင်လဲလျောင်းနေရသည်အတ္တမိဖြစ်၏တော်ရှင်တော်မြတ်ဖရာသည် တတမေတို့တပိတော်ဤသရဏံကိုကွယ်ပုံအောင်ရေလျောင်းရအစစ်တီဘဝပြစ်တော်မူပါအရှင်မြတ်ဖေယားယာဟုယာဟုအတူရင်တန်ဒီမာလနာတတိအရဟန္တံပူဇော်သူကိုခန္ဓာမူတိုင်သောတထာဂတံ အာဘယရှင်ကိုတရဏံကတော်မိကိုအာထာကိုးစားရာဟု၍ယုံကြည်စိကတိမတ်ပါ၏ယာဟုအိုယာဟုအသူရင်တွန်တင်သည်တန်ဒီမံဒါဗိမံကိုပမုံသတ်သူလွတ်လိုက်ပါလော ဘုရားဗျာရှင်တို့ဤသည်လောကနုကံပကလူနာပြမသတ္တဝါဟုသမျှတတလောကကို သနာသမှုတောင်းကြပြု၍ဂယုဆိုင်ကတောင်းလျှောက်တော်မူကြကုန်၏ဒီကာထာများဖြစ်ပေါ်လာကုန်ပါဘုရားရှင်တော်မြတ်ဖျံသည် ။အာဝတိပြည်ဇေတုံကျောင်းတော်၌သရင်သောနေတော်မူခြင်းဖြစ်ပါသည်။ဒီနေ့တွင်လနတသည်ယာဟုအသူရိနမင်းကြီးဖန်စီခြင်းကိုခံရသည်။ဘုကာလနတသည်ဘုရားရှင်ကိုတတိယ၍တန်တတိုင်တဲသောအပြင် ဤနမောတတ္တဗုဒ္ဓဝိရတုသာသောဂါထာကိုပြုစုလိုက်ခြင်းဖြစ်သည်ယာဟုအသူရိဏဆိုသည်မှာအသူရာပြည်ကို အုပ်စိုးသည့်အသူရာနာမင်းကြီး၃ဦးတို့တွင်တဦးဖြစ်သည်အမည်ရင်းမှာယာဟုဖြစ်၏အသူရာပြည်ကြီးကိုဆိုရသောကြောင့် ပါဠိလိုအတူရိန္ဒမြန်မာလိုအတူရိန်ဟုခေါ်ခြင်းဖြစ်သည်တောက်အတူရိန်နမင်းကြီးသည်ဇွန်လင်တောက်ပနေသည်တပိမန်ကြီးကို မြင်သည်အမနာလိုမှုဖြစ်လာသည်ထို့ကြောင့်လာသွားလမ်းကြောင်းတွင်ခရွင်းကြီးကိုဖွင့်ဟပြနေသည် ။ဒါပေမဲ့မန်ကြီးသည်ယူဇနာသုံးရရှိသော၆ကြီးတဲ့သူကြသွားပြီးတကယ်သူကြရပါသည်။ဒုက္ခလနတသည်သေပြီးမှကြောက်လန့်၍ပေါ်ပြပါပထမဂါထာကိုရွတ်ဆိုတာ။တရားရှင် ကြည့်ခိုးတန်တန်းချင်းဖြစ်သည်တို့တို့လန္နတာက ရာရှင်ကိုတန်းတားတိုင်တယ်လိုက်သည့်အခါဘုရားရှင်ကယောက်သူရိဏမင်းကြီးအားတထာဂတံအရဟံတံစသည်ဂါထာတို့ကိုမင်ကြားတော်မူသည်ဘုရားရှင်ကဤသို့မိတ္တရခံစကားမင်ကြားတော်မူသောအခါယောက်သူရိဏကြီးသည်ဒါဗိမာန်ကြီးကိုလွတ်ပြီး တ်တုတ်တုတ်ခပ်ပြပြနဲ့ဝိပဿစိတ်သူတွေနမင်းကြီးတံသွား၏ခန္ဓာကိုယ်မှာလဲထိတ်လန့်တုံလောက်ကကြက်တီမွေးညင်းများထားလျက်ရှိ၏ဝိပဿစိတ်သူတွေကယောက်သူတွေနမင်းကြီးကဲ့သို့ပင်အသူရာပြီကိုအုပ်ဆိုးသောနမင်းကြီးတစ်ပါးပင်ဖြစ်သည် ဝိပါစေတိအသူရင်းကဘာကြောင့်ဒါပြီးမန်ကိုလွတ်ပြီးတထိတ်တိတလန့်လန့်သုံးလှုပ်နေရတာလဲဟုယာဟုအသူရင်းကိုလှမ်းမေးလိုက်ယာဟုအသူရင်းကအကျွန်ုပ်ဒီဗုဒ္ဓဂါထာတော်တွေကိုကြောက်ရွံ့လှပါပဲအကယ်၍များလာပြီးမန်ကိုမလွတ်ဖဲထားလျင် ကျွန်တော်ရဲ့ဦးကောင်းကြီးဟာခုနှစ်စိတ်ခုနှစ်မြွာကွဲသွားပါလိမ့်မယ်အသက်မသေးဘဲနေခဲ့လျင်လဲဘယ်တော့အခါမှကိုယ်စိတ်နှပြကျမ်းမှထန်တာတော့မှာမဟုတ်ပါဟုပြန်လဲပြောချသည်ကိုလိလအရှုရပေသည်ဟုတ်ကြောင်းဒီကားတော်များသည် အလွန်စွမ်းတက်သည့်ဂါတာတော်မြတ်ဖြစ်ကြောင်းယာဟုသူရိနမင်းကြီးပုဗ္ဗောပြောကြားချက်အရာသိနိုင်ပေသည်။ဘောပြပါကြောင်းရာမြတ်အရာဤဂါတာတော်မြတ်သည်ယာဟုသူရိနမင်းကြီးခရမင်းရဲ့ကြောက်ရွံ့ပြီးခြင်းချင်းကြကြဆင်းရဲဒုက္ခပြင်းနေရသည်လက်နက်သားဟုဘုရောစင်ရဒုက္ခအပေါက်မှာ လွတ်မြောက်စေသည့်ဂါထာတော်များဖြစ်ကြောင်းသင်ရှားလာသည်ထို့ကြောင့်ဒီဂါထာတော်များသည် အဖန်စီအချုပ်အနှောင်ခံရခြင်းမှလွတ်မြောက်စေနိုင်သည်အိမ်ငန်းစသည့်နေရာထိုင်ခင်းအစင်မပြေသူများအတွက်လည်းအစင်ပြေနိုင်သည်အစင်မြင့်ယာရုများကိုလည်း ရရှိနိုင်သည်တနည်းလေအ ਨੇ စုံသုံးောက်ဒိဋ္ဌံပြု၍ပြုစိုးပူဇော်နိုင်သည်ပြုဆိုစဉ်ဒီကာတာတော်ရိဟာယောက်သူရင်းလက်ထက်ကြာရောက်လို့ဆင်းရဲဒုက္ခရောက်နေတဲ့လက်နတာကဘုရားရှင်ကိုတန်တာတဲ့အတွေ့ဘုရားရှင်ကယောက်သူရင်းကိုမိန်ကြားတယ် ဂါထာတော်တွေဖြစ်တယ်ဟုနှလုံးသွင်းပါဂါထာတကူကူတွေ့အကျူတော်တင်ကြီးဆိုသူမှာမွန်ပြည်နယ်ပေါင်မြို့နယ်ကတွန်ရွာတွင် နေထိုင်သူဖြစ်သည်သူသည်သက်၄၀ကျော်အရွယ်မှစ၍ယနေ့တည်း ဝါတွင်ဝါပမကြံဥပုပ်မပြက်သီလမြဲစွာတောက်တည်သူဖြစ်သည်ယခုအသက်90ကျော်ရှိပြီယောဒင်းကြီးကညဇောဘုရားရဲ့အာနာဇက်တကူတော်တွေဂုံတော်တွေဟာအဲ့ကိုအကျိုးထက်မြက်တယ်ကွယ်မယုံမရှိကြနဲ့အမေရဲ့လက်တွေပဲဟုစချီကား ူရဲ့ကိုတွေ့ကြုံခဲ့ရပုံဤသူပြောပြသည်လွန်ခဲ့သည့်1352ခုနှစ်တကြံအကြနေသူသည်ကတွန်ရွာဘုန်းကြီးကျောင်းမှဥပုပ်ဆောင်ပြီးပြန်လာခဲ့သည်ညနေ9နာရီကျော်ကျော်ခန့်ကောင်းကြိုင်ကိုလက်ကဆွဲ၍ရွာလန်းအတိုင်းပြပြလျှောက်လာရင် ိုးနှံသင်သောဒီပြေးကကိုမဒီမအရှင်ပြင်းစွာ တိုက်ခတ်လာသည်သောချိန်တွင်ရောတင်ရည်သည်ပြွနေကြဂါထာတော်မြတ်အနှင့်နမောတိဂါထာကိုတက်စစ်ယူ၍တထာဂတအရဟံတအစချီသောဂါထာတော်ကိုတချိန်စီပြုဆိုနေမိသည်တော်တင်ဤအတူသွာလာနေကြသောဓွာသားများလည်း ရှိကြတယ်ကိုစင်ဒေါ်တင်ကြီးတဲ့ပင်ကြီးတပင်အောက်သို့ရောက်သွားခိုင်းလေပြင်းအရိုက်၌တဲ့ပင်ကြီးသည်အမြင့်မှကျွတ်တက်လာပြီးဘုံချောင်းကူသောအတန်ကြီးနှင့်အတူမြေပြင်ပေါ်သို့ရုတ်တရက်လဲကျသွား၏မဏိမဝေမှလက်မြင်လိုက်ကြသည့်ဓဝသားများ ေဟာဟူသောအာမေဒိတ်တန်ထွက်ကြတရေပင်ကြီးလက်ကြရသူစုပြုံရောက်လာကြသည်ဂျော်ဒင်ကြီးကိုသစ်ပင်မလဲကြမည်တွေ့လိုက်ကြရသည်သူရင်တကြီးဖြင့်သစ်ကိုင်းမြောက်ဖယ်၍ရှာကြရသည်ဂါသားများကဘေမတိယမခတ်သည်ဂျော်ဒင်ကြီးကိုအဟောစွာ တွေ့ကြရပြီ။ကားသောတန်တန်ရောင်ရောင်ကောက်ကွေးလျက်ရှိသောပင်စည်ကြီးကြားတွင်ရော်တင်ကြီးငုတ်တုတ်ထိုင်ကမျက်စိစုံမိတ်လျက်ဂါထာများကိုအဆက်မပြတ်ပြုစုံနေသည်ကိုတွေ့ရ၍ပူ၍အံ့ဩကြရ၏။ဤသို့သဘင်ပြီးခြင်းသကိုင်းထီခြင်းလုံးဝမရှိဘဲ အသက်ပေးမှဒေါ်တင်ကြီးလွမြောက်သွားရခြင်းမှာဂါတာတော်ဤတကိုးဟုဒေါ်တင်ကြီးကသွဲမြဲစွာယုံကြည်လျက်ရှိနေပြီဒီဗုဒ္ဓဂါတာတော်များအပေါ်၌ယုံကြည်မှုတတ်တာပြင်ပများစွာပြုဖတ်ပွားများမှုမှရသောဘာဝနာတို့နှင့်ပြည့်စုံလျင်လိုအပ်သောအကျိုးကိုရရှိနိုင်ကြဖြစ်ပါသည် da, do, da, do.